ားလုံးပဲမင်္ဂလာပါရှင်မြန်ခရစ်တို့ကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအဦးဆုံးသတင်းတဘောအနေနဲ့ဇာမျောကြီးဖြစ်သွားခဲ့တဲ့ US Bitcoin Reset တဲ့သတင်းနဲ့အတူ Telegram ဖခင်ကြီးဒူဘိုင်းပြန်ရောက်သွားပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ်ရှင်။မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ ထမအဦးဆုံးသတင်းတပေါ်အနေနဲ့ဇက်မျိုးကြီးဖြစ်သွားခဲ့တဲ့ US Bitcoin Reserve Day ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ရှင်ရဲ့ Bitcoin Reserve Day ဟာအချိန်တိုလေးတစ်ခုအတွင်းမှာပဲအမျိုးမျိုးပြောင်းနေပါတယ်။ Bitcoin Reserve Day ကိုတာဝန်ယူဥရိကျန်တင်သွင်းခဲ့တဲ့ Republican MS Cynthia Lemon ရဲ့ကနေဦးအစီအစဉ်မှာတော့ငါးနှစ်တာကာလအတွင်းမှာ Bitcoin တွေကိုဒေါ်လာ80ဘီလီယံအထိဝယ်ထားပြီးမယောင်းပဲစုထားဖို့အစီအစဉ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ House of Representatives ကိုတင်သွင်းဖို့အတွက် Republican MN Byron Donnell မိတ်ဆက်လာတဲ့ Bitcoin Reserve ဥပဒေမှာတော့ Bitcoin တွေကိုဝယ်ဆိုဖို့ထက်ရာဇဝတ်မှုတွေကနေတင်စီရမိထားတဲ့ Bitcoin တွေနဲ့တခြား cryptocurrency တွေကိုသာ Reserve အဖြစ်ထိန်းသိမ်းထားဖို့ပါဝင်လာပါတယ်။အခုလောလောဆယ်မှာလည်း US အစိုးရတင်စီထားတဲ့ Bitcoin ပေါင်း2သိန်းလေးပါအထူးရှိနေတာကြောင့်အစ်တထွက်ဝယ်ဖို့ငွေတုံးတာထက်ရှိနေပြီးသား Bitcoin တွေကိုပဲစက်ကင်ထားဖို့စီစဉ်နေပုံပါပဲ။ ဒါပေမဲ့ရွေးကောက်ပွဲမတိုင်ခင်မှာဒေါ်နယ်ထရန့်ကတိပေးခဲ့တဲ့ဘစ်ကွိုင်းရီဇတ်တွေဟာဒီလိုမဟုတ်ခဲ့ပါဘူး။ဘစ်ကွိုင်းတွေကိုဒေါ်လာဘီလီယံနဲ့ချီဝယ်ဆုထားပြီး၅နှစ်တာကာလအထိထိန်းသိမ်းထားဖို့ဆိုခဲ့တာပါ။ဒါပေမဲ့လည်းအခုချိန်မှာတော့ရှိနေပြီးသားကိုထုတ်မြောင်းမှာဖို့ဆိုတာနဲ့ပဲချွေးသိမ့်ခံလိုက်ရတဲ့သဘောဖြစ်နေပါသေး။တခုကောင်းတာကတော့ US အစိုးရအနေနဲ့ဒေါ်လာဘီလီယံနဲ့ချီဘစ်ကွိုင်းတွေကိုဝယ်ကိုင်းဖို့အစီအစဉ်မရှိဘူးဆိုရင်ထွန်းနဲ့တကွာအပေါင်းပါရရဲ့အကြီးကျယ်စေးကစားတာမျိုးတွေ ဈေးကွက်လက်မိုးချုပ်ကင်တာမျိုးတွေနဲ့သွားနိုင်တာကတော့စိတ်ချမ်းသာစရာပါပဲ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Telegram ဖားခင်ကြီးဒူဘိုင်းပြန်ရောက်သွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Telegram ဖောင်တာဒူရော့တရားပြည်내နိုင်ငံမှာခြေချုပ်ကြရာကနေတရားရောင်းခွင့်ပြုမိုက်နဲ့ဒူဘိုင်းမျိုးစီပြန်သွားခဲ့ပြီးဖြစ်ကြောင်းသတင်းရင်းမြစ်တွေအရာတိရပါတယ်။ Telegram platform ပေါ်မှာဖြစ်နေသမျှကိစ္စအဝဝနဲ့ပတ်သက်လို့ဒူရော့ကို2024ခုနှစ်ဩဂတ်လမှာတုန်းကပြည်ထောင်နိုင်ငံလေးစိတ်မှာဖမ်းဆီးခဲ့တာဖြစ်ပြီးပြည်ထောင်နိုင်ငံကနေထွက်ခွာခွင့်ပိတ်ပင်ခဲ့တာပါဒီကြားထဲမှာလည်း Telegram ဟာအစိုးရစီမံစီကံမိုင်းဆိုင်ရာတွေကိုလိုက်နာတဲ့အနေနဲ့ feature အပြောင်းလဲတွေလုပ်ပေးခဲ့ရပြီးအစိုးရတွေတောင်းဆိုတဲ့ user အချက်အလက်တွေကိုလည်းထုတ်ပေးခဲ့ကြောင်းကြေညာမှုတွေရှိခဲ့ပါတယ်။အခုတော့ Duro ကိုပြည်ထောင်နိုင်ငံကနေထွက်ခွာခွင့်ပေးလိုက်ပြီးဖြစ်ပေမဲ့ဆွဲဆိုထားတဲ့အမှုတွေကိုအပြီးအပိုင်ကြီးအေးပေးလိုက်တာလား။ ဒါမှမဟုတ်ဒူဘိုင်းကနေတရားရင်ဆိုင်ရဖို့ရှိသေးလားဆိုတာကတော့သိချမသိရသေးပါဘူး။ဒါပေမဲ့ဒူရော့တေအောက်ဒူဖိုင်းကိုထွက်သွားပြီဆိုတဲ့သတင်းထွက်လာအပြီးမှာတော့ Telegram ရဲ့ native token ဖြစ်တဲ့ DON နောက်နဲ့ DOS token တွေဟာစိတ်ချောင်းတက်ခဲ့ပြီး DON ဟာ24နာရီအတွင်းမှာ10ရာခိုင်နှုန်းကျော်ထိုးတက်ခဲ့ပါတယ်။ဒူရော့အနေနဲ့သူ့ရဲ့အမှုအခြေအနေတွေနဲ့ပတ်သက်လို့တရားဝင်သတင်းထုတ်ပြန်မှုတွေမလုပ်သေးသလိုတရားဝင်သတင်းထုတ်ပြန်မှုတွေလုပ်လာချိန်မှာလည်း DON နောက်နဲ့ DOS တို့ရဲ့ဈေးတွေအပေါ်အကျိုးတရားမှုရှိလာနိုင်ပါတယ်။ ဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့တရင်လေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။